ဒီဗီဒီယိုမှာတော့ဒီကနေ့နိုဝင်ဘာလ2ရက်နေ့မှာဆွေဂွန်စီရီတော်ရဲ့ရင်းမြစ်တော်ပေါ်မှာတွေ့ရတဲ့တန်ခါတော်တစ်ပါးတရားကျင့်ကြံအားထုတ်နေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။မြင်နေရတဲ့အချိန်ပဲဆရာတော်ကနေအရန်ပူတဲ့အထက်မှာလုံးဝရားထိုင်နေတာကိုမဖြုတ်ပဲနဲ့ဒီတိုင်းပဲတရားဆက်ထိုင်နေတာပေါ့နော်။ဘေးမှာဖြတ်သွားဖြတ်လာတဲ့လူတွေကဆရာတော်ကိုကြည့်ပြီးတော့ကြီးညိုတဲ့စိတ်တွေဖြစ်ပြီးတော့ရှစ်ခိုးသွားကြတယ်။တချို့ကတင်ကန်းတွေပေါ်မှာလူငွေတွေတင်သွားကြတာပေါ့နော်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ စုတို့ရဲ့ဖြစ်မည်စာချက်တွေကိုလည်းအောက်ကကုမ္မမရေးပြသွားကြပါအောင်ခင်ဗျာတချို့သောဗုဒ္ဓဘာသာဝင်တွေကလေလူဘုံအလယ်မှာဒီလိုမျိုးလူအထင်ကြီးအောင်လုပ်ပြလိုက်ပြီဆိုရင်အယံကိုအထင်ကြီးပြီးတော့ကြီးညိုတတ်ကြပါတယ်အမားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ညာစွာသိမ့်မရှိကြပါဘူးနော်တကယ်တရားလူလာတဲ့သူတော်ကောင်းတွေဟာတရားအလို့ကိုလုပ်တဲ့အခါမှာဘယ်တော့အခါမှလူမြင်ကွင်းမှာမလုပ်ပါဘူးလူတွေမမြင်နိုင်လောက်တဲ့အရက်မှာပဲတရားအလို့ကိုလုပ်ကြပါတယ် တခါတုန်းကတီဟိုမှာမိကိုယဟန်နှစ်ပါးရှိပါတယ်အတူတရင်သုံးကြတော့လဲပဲညီလို့သူတုတ်တန်ဒူတင်ဆောင်နေတာဖြင့်ကြာပါပြီဒါကိုအကိုလို့သူကမသိပါဘူးเนาะတုတ်တန်ဒူတင်ဆောင်တဲ့ပုံကိုယ်တွေဟာအသားငါမစားကြဘူးဘာကြောင့်လဲဆိုရင်အသားငါစားတဲ့အခါမှာခန္ဓာကိုယ်ကအလွန်ဆိုးဝါးတဲ့အညင်ညက်တွေထွက်တာကြောင့်တုတ်တန်မှာရှိတဲ့မကောင်းဆိုးဝါးတွေကနှောက်ရှက်ကြတဲ့အတွက်အသားငါမစားကြခြင်းဖြစ်ပါတယ်ဒီနေ့မှာညီကိုနှစ်ပါးဆွမ်းဖုံးပေးနေစဉ် အကိုလုတ်သူကညီလုတ်သူရဲ့တပိတ်ထဲကိုအသားဟင်းထည့်ပေးပါတယ်။ဒီအခါမှာညီလုတ်သူကတပည့်တော်မဖုံဘူးဖះဆိုပြီးအကိုလုတ်သူရဲ့တပိတ်ထဲကိုအသားဟင်းပြန်ထည့်ပေးလိုက်ပါတယ်။ဒါကိုအကိုလုတ်သူကညီလုတ်သူတုတ်တန်ဒူတင်ဆောင်နေမဲ့ရိပ်မိသွားတဲ့အတွက်ကြည်ညိုတဲ့စိတ်နဲ့ညီလေးတုတ်တန်ဒူတင်ဆောင်နေတာလားလို့မေးပါတယ်။ဒီအခါမှာညီလုတ်သူကသူ့ဒူတင်ဆောင်နေတာကိုအကိုသိမှဆိုတဲ့အတွက်ကြောင့်အကိုတပိတ်ထဲကအသားတွန်းကိုပြန်ယူပြီးဖုံးပေးလိုက်ပါတယ်။နော်။တုတ်တန်ဒူတင်ဆောင်နေပါတယ်လို့ဝန်မခံပါဘူး။ တကယ်တရားလိုလားတဲ့သူတော်ကောင်းတွေဟာတရားအကျင့်ကိုကျင့်တဲ့အခါမှာတခြားလူသိဖို့မပြောနဲ့မိသားစုအချင်းချင်းတောင်မှအတိမခံပါဘူးနော်အဲ့ဒီလိုမျိုးမိမိတရားအလုပ်လုပ်တာကိုလူသိမခံမှသာလျင်ပဲတကယ်သူတော်ကောင်းအစ်ဖြစ်ပါတယ်မိမိတရားအလုပ်လုပ်တာကိုလူသိခံပြီးဆိုရင်တော့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်များစဉ်းစားဖို့လိုပါပြီနော်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလောကမှာလူအများစုဟာ ူရဘာဤအာသာချက်ကိုမြင်တယ်ဆိုတာထက်အာနယ်ချက်ကိုပိုပြီးမြင်တတ်တဲ့အကြောင်းလေးပြောပြခြင်းပါတယ်။တခါတုန်းကအိုင်စတိုင်းဟာကြောက်တင်ပုံးမှာ6တလီ6 6 28 6 3လီ29 6 4 36 6 5 45 6 6 54 6 8 63 6 8 82 6 9 81 6 10 91ဆိုပြီးတော့ ရေရွတ်ပြီးရေးပါတယ်။အဲ့ဒီအခါမှာចောင်းသားများကအိုင်စတိုင်းကိုဝိုင်းပြီးတော့ရင်မောလောင်ပြောင်ကြပါတယ်။ဘာကြောင့်လဲဆိုရင်90 40 90လို့ရေးရမိနေရာမှာအိုင်စတိုင်းလိုပုံကုန်မျိုးက90 40 91ဆိုပြီးရေးမိလို့ဖြစ်ပါတယ်။ចောင်းသားများရင်မောတန်တွေတိတ်ဆိတ်သွားတဲ့အခါမှာအိုင်စတိုင်းကစာចောင်း၁၀ចောင်းရေးထားတယ်။အပေါ်ကကိုចောင်းကအမှန်ဖြစ်တယ်။ ငါကဘသူကားမှဝိုင်းပြီးချင်းမှန်းချင်းမရှိကြဘူး။နောက်ဆုံးတကြောင်မှားလိုက်တာနဲ့ငါကဝိုင်းပြီးရေမောရှောင်ပြောင်ကြတယ်။ဒါဟာဘာကိုပြနေတာလဲဆိုရင်လူအများစုဟာ သူတစ်ပါးဤအာသာချက်ကိုမြင်တယ်ဆိုတာထက်အာနယ်ချက်ကိုပုံပြီးမြင်တတ်တယ်ဆိုတာပြနေတာပဲဖြစ်တယ်လို့ပြောပါတယ်။အရမ်းမှန်ပါတယ်။ကိုစင်တို့ လူအများစုဟာ သူတစ်ပါးဤအာသာချက်ကို မြင်တယ်ဆိုတာထက် သူတစ်ပါးဤအာနယ်ချက်ကိုပုံပြီးမြင်တတ်ကြပါတယ်။ ူတစ်ပါးဤအာနယ်ချက်ကိုအယံမြင်လွန်တဲ့ပုံကိုယ်တွေဟာကိုယ့်ရဲ့အာနယ်ချက်ကိုမမြင်တော့ပါဘူးကိုယ့်ရဲ့အာနယ်ချက်ကိုမမြင်တော့ဘူးဆိုရင်ကိုယ့်ရဲ့အမှားကိုမမြင်တော့ပါဘူးဖရာယဟန္တာတွေနိဗ္ဗာန်ရောက်သွားကြတယ်ဆိုတာဟာကိုယ့်ရဲ့အာနယ်ချက်ကိုကိုသိပြီးကိုအမှားကိုပြုကျင်သွားကြလို့နိဗ္ဗာန်ရောက်သွားကြတာဖြစ်ပါတယ်တက္ကရာကမအပေါင်းသူတော်ကောင်းတို့ဒီလဲပဲသူတော်ဘာအာနယ်ချက်ကိုမကြည့်ပဲကိုအာနယ်ချက်ကိုကိုကြည့်ပြီးတော့ ကိုကိုကိုပြုပြင်ပြီးဒီတိုင်းတက်ကြပါစေ။အရှင်ဖရာမသိလို့မေးပါရစေဖရာ။ဘုံကထေမှာအကအခုံတွေနဲ့ရုပ်ပြက်စင်းပြက်လှူနေတဲ့အလှူဟာဒါနမြောက်ပါသလားဖရာတဲ့။ဣတိဝုပါဠိတော်မှာဒါနမြောက်ကြောင်းအင်္ဂါ၃ချက်ကိုဖော်ပြထားတာရှိပါတယ်။အဲ့ဒီအင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁ဗဒာတရားရှိခြင်း၂လှူပွဲဝတ္ထုရှိခြင်း၃အလှူခံပုဂ္ဂိုလ်ရှိခြင်းတို့ပဲဖြစ်ပါတယ်။ အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီမယ်ဆိုရင်ဒါနမြောက်ပါတယ်။သို့တော်လည်းပဲဖျားအစရှိတဲ့အရိယာတော်ကောင်းတွေဟာစုညံခြင်းကို မလိုလားပဲတိတ်ဆိတ်ခြင်းကိုနှစ်သက်ကြတဲ့အတွက်ကြောင့်အလှူဒါနပြုတဲ့အခါမှာအတန်ချက်ဆက်တွေဖွင့်ပြီးစုစုညံညံတွေနဲ့လှူမယ်ဆိုရင်တော့ဖျားအစရှိတဲ့အရိယာတော်ကောင်းတွေနှစ်သက်တော့ဒါနဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်အလှူဒါနပြုတဲ့အခါမှာဖျားအစရှိတဲ့အရိယာတော်ကောင်းတွေနှစ်သက်တော့ဒါနမျိုးကို ပြုတ်တက်ဖို့တော့လိုပါတယ်နော်အရှင်ဖုရားတဇောင်မုံလာမှာခိုးတာ အပြည့်ရှိပါသလားဖြီးပြီးတော်မူပါသိကျင်လို့ပါတဲ့သူတပားပစ္စည်းကို ခိုးတယ်ဆိုတာကုကျင်တရားပြက်တာပဲနော်ဒကာဒကာမအချို့ကတဇောင်မုံလာအခိုးကြီးညကိုရောက်တဲ့အခါသူများပစ္စည်းခိုးရင်အပြည့်မရှိဘူးလို့ထင်တတ်ကြပါတယ်တကယ်တော့အပြည့်ရှိပါတယ်နော်သူတပားပစ္စည်းကို ခိုးတဲ့နေရာမှာ ၁၁သူတဘာပစ္စည်းဖြစ်ခြင်း၂၂သူတဘာပစ္စည်းမှန်သိခြင်း၃၃ခိုးလို့သောစိတ်ရှိခြင်း၄၄၄ခိုးဖို့အတွက်လုံလပြုခြင်း၅၅၅ထိုလုံလဖြင့်ပစ္စည်းကိုတည်ဆောင်သွားခြင်းဆိုတဲ့အင်္ဂါ၅ချက်နဲ့ညီပြီဆိုရင်အဋိဏဒါနာကံမြောက်ပြီဖြစ်တဲ့အတွက်ဘယ်နှစ်ဘယ်ရက်ပဲခိုးခုအပြစ်ရှိပါတယ်ဒါကြောင့်တခိုးကြီးညမှာခိုးတာဟာလည်းပဲအပြစ်ရှိတယ်လို့ ှတ်သားထားရမှာ ဖြစ်ပါတယ်။တန်ခါကိုပြင်မာရင်ဘယ်လိုအပြစ်မျိုးခံရပါသလဲဖရာ ဖြေချပေးတော်မူပါဖရာတဲ့။ဖရာကိုပြင်မာတဲ့ပုဂ္ဂိုလ်တန်ခါကိုပြင်မာတဲ့ပုဂ္ဂိုလ်တိလာရှိတဲ့လူတွေကိုပြင်မာတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုသုတ္တနိပတ်ပါဠိတော်ဝတ္တလတုံးမှာမြတ်စွာဘုရားကယောဗုဒ္ဓံပရိပါတတိအထဝါတတသာဝကံပရိပါဇံဂဟထံဝါတန်စင်ညာဝတ္တလောဣတိ ယောနရောအကျဉ်သူသည်ဗုဒ္ဓံမြတ်စွာဘုရားကိုပရိပါဒတိရေယုဤအထထိုမှတပါတတထိုဘုရားရှင်ဤတာဝကံဝါတပိသားတာဝကတံဃာကို၎င်းပရိပါဇံဝါပရပိုက်ကို၎င်းဂဟထံဝါလူကို၎င်းပရိပါဒတိရေယုဤတန်ထိုသူကိုဝတလောဣတိသူယုတ်မာဟု၍ဇညာတိယာဤလို့ဟောကြားထားပါတယ်အတိဘေကဘုရားကိုပြမားတဲ့ပုဂ္ဂိုလ်ယဟန်တံဃာကိုပြမားတဲ့ပုဂ္ဂိုလ် တီလာရှိတဲ့လူတွေကို ပြမှားတဲ့ပုံကူအဲ့ဒီလိုပုံကူတွေကို သူယုတ်မှဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ယဟန်တန်ကားနဲ့တကွတီလာရှိတဲ့လူတွေကိုစော်ကားပြမှားမယ်ဆိုရင်အဲ့ဒီစော်ကားပြမှားတဲ့ပုံကူဟာလက်ရှိပြစ္ဆုတ်ပံဘဝမှာလည်းပဲ သူယုတ်မှဖြစ်ရတယ်လို့တေလွန်တဲ့အခါမှာလည်းပဲတိမ်ဆိုးငရဲကိုကြာရောက်တတ်ပါတယ်တိမ်ဆိုးငရဲမှာငရဲသူငရဲသားတွေပြည့်နှက်နေပြီးငရဲထင်းတို့ကထန်းလုံးခန့်ပမာဏရှိတဲ့ ဓာလှန်တင်ပုတ်တို့ကို gain ၍ငရဲသူငရဲသားတို့အားရိုက်နှက်နှိမ့်ဆက်ကြပါれ။ပိန်စိုးငရဲဤတက်တန်းကိုပြောရမယ်ဆိုရင် လူပြည်မှာအနှစ်90ဖြစ်ပါကသရုမာရဲ့တရက်ဖြစ်ပါれ။သရုမာရဲ့အနှစ်900သည်ပိန်စိုးငရဲတရက်ဖြစ်ပါれ။လူတက်တန်းနဲ့တွက်မယ်ဆိုရင်လူတို့ဤတက်တန်းအနှစ်9000သည်ပိန်စိုးငရဲတရက်ဖြစ်ပါれ။ပိန်စိုးငရဲတက်တန်းသည်အနှစ်900ဖြစ်ပါれ။အဲ့ဒီလောက်ထိကြာပါれ။နော်။ ။ဒါကြောင့်ယဟန်တန်ကာနဲ့တကွာတီလာရှိတဲ့လူတွေကိုစော်ကားပြမမယ်ဆိုရင်အဲ့ဒီလိုစိုးကျိုးတွေခံစားရတတ်ပါတယ်။ဖုံဖုံဖရပတ်စံပဲရှာပြီးဖရားကိုမိနေရင်ငရေရပါသလားဖရားတဲ့။ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖရားတရားတန်ကာယရဏသုံးပါးကိုမိနေတာမကောင်းပါဘူးနော်။ဖရာတရားတန်ကယရနာ၃ပါးကိုနေ့စဉ်မိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဒီကံဤမှာလည်းပဲဖရာတရားတန်ခါယရဏသုံးပါးကိုမိနေမှာဖြစ်တဲ့အတွက်မကောင်းတဲ့အာယုံတွေပေါ်လာပြီးတည်ပြီးတဲ့အခါမှာအပေလေးပါးတို့ကြာရောက်တတ်ပါတယ်ဖရာတရားတန်ခါယရဏသုံးပါးဤဂုံကျေးစုကို နေ့စဉ်အောင်းမိစင်ကျင်နေတဲ့ပုဂ္ဂိုလ်ဟာဒီကံဤမှာလည်းပဲကောင်းတဲ့အာယုံတွေပေါ်လာပြီးတည်ပြီးတဲ့အခါမှာ ကောင်းရာသူဂတိတို့လာရောက်တတ်ပါတယ်ဒါဆိုရင်တပည့်တော်တို့ကဖရာတရားတန်ခါယရဏသုံးပါးဤဂုံကျေးစုတွေကို အချိန်ပြည့်အောင်မေ့ဆင်ခြင်နေရမှာလားလို့မေးစရာရှိပါတယ်။အချိန်ပြည့်အောင်မေ့မဆင်ခြင်နိုင်ရင်တောင်မှမနက်ပိုင်းဖြစ်စေနေ့လယ်ပိုင်းဖြစ်စေသို့မဟုတ်ညပိုင်းဖြစ်စေတစ်ချိန်ချိန်တော့အောင်မေ့ဆင်ခြင်ပွားများသင့်ပါတယ်။ဖရာတရားတန်ခါယရနာ၃ပါးဤဂုဏ်ကျေးဇူးတွေကိုအောင်မေ့ဆင်ခြင်ပွားများနေတဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးရှင်မျိုးရရှိစေပါတယ်။ကောင်းကျိုးရှင်မျိုးကဘာတွေလဲဆိုရင်၁ဖြစ်လျာဘဝတိုင်းအများဤပူဇော်ခြင်းကိုခံရခြင်း နှစ်ထက်မြက်သောဉာဏ်ပညာရှိခြင်းသုံးလူအများကမိမိအလိုသို့လိုက်ရခြင်းလေးအများနှင့်မတူသော စီးစိမ်ဥစ္စာကိုရရှိခြင်းငါဝါဝင်းဆိုပြသော ရုပ်အစင်းအင်္ကာကိုရရှိခြင်းခြောက်လူအများကနှစ်သက်ကြည်ညိုခြင်းခုနှစ်အပေါင်းအသင်းမိတ်ဆွေများကချစ်ခင်ကြခြင်း၈၀ဂုံတရင်ကြော်စောခြင်းတို့ဖြစ်ပါれဒါဟာဖရာတရားတန်ခါယရနာ၃ပါးဤဂုံကျေးဇူးကို အောင်မေ့စင်ကျင်ပွားများနေတဲ့ပုဂ္ဂိုလ်များရရှိမိအကျိုးရှင်မျိုးပဲဖြစ်ပါတယ်။လူရည်လို့ဖြစ်လာပြီဆိုရင် စားဝတ်နေရေးရှိတာဖြစ်တဲ့အတွက်ငွေကားတော့မဖြစ်မနေရှာရမှာဖြစ်ပါတယ်။သို့တော်လည်းပဲဘလောက်ပဲငွေရှာရရှာရဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လာပြီဆိုရင်တော့ဤဖရာတရားတန်ခါယရနာ၃ပါးကိုတော့လုံးဝမမေ့သင့်ပါဘူးနော်။အရှင်ဖရာယဟန်တစ်ပါးကသူတစ်ပါးအသက်ကိုတိုက်ရန်တိုက်တွန်းပါက အဲ့ဒီယဟန်ကိုယဟန်ဟုခေါ်ထိုက်ပါသလားဖရာတဲ့ယဟန်တွေအသက်တတာနဲ့ပတ်သက်လို့လူကိုတတ်မိမယ်ဆိုရင်အသက်ခံရတဲ့လူကတည်သွားပါက မနုဿဝိကဟသိခါဖို့အရာပါရာဇိကကြပါပြီပါရာဇိကကြပြီဆိုရင် လူဖြစ်သွားပြီ ဖြစ်တဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ကိုယဟန်ဟုခေါ်လို့မရတော့ပါဘူးเนาะတရိษံကိုတတ်မိမယ်ဆိုရင်တော့တင်ဆိတ်ဆသိခါဖို့အရာတုဒ္ဒပါစိတ်အဘတ်တင်ပါတယ်တုဒ္ဒပါစိတ်အဘတ်ဆိုတာ ကုစားလို့ရတဲ့အဘက်ဖြစ်တဲ့အတွက်ယဟန်အဖြစ်ကလျှော့ကြမသွားပါဘူးဒါကကိုတိုင်တတ်တာကိုပြောတာပါကိုတိုင်မတတ်ဖဲနဲ့သူတစ်ပါးကိုတိုက်တွန်းတာတို့စိတ်ခိုင်းတာတို့လုပ်မယ်ဆိုရင်အာထုတ်ခြင်းပယောက6မျိုးထဲမှာစိတ်ခိုင်းခြင်းတိုက်တွန်းခြင်းဆိုတဲ့အချက်ပါတာကြောင့်အဲ့ဒီစိတ်ခိုင်းတိုက်တွန်းခံရတဲ့ပုဂ္ဂိုလ်ကစိတ်ခိုင်းတိုက်တွန်းတဲ့အတိုင်းတတ်လိုက်မယ်ဆိုပါကအသက်ခံရတဲ့တတ္တဝါဟာလူဖြစ်နေမယ်ဆိုရင်အဲ့ဒီအသက်ခိုင်းတဲ့ယဟန်ဟာပါရာဇိကကြပါတယ် ပါရာဒိကကြပြီဆိုရင်သူ့ကိုယဟန်လို့ခေါ်လို့မရတော့ပါဘူးเนาะတပည့်တော်မေးလျှောက်တာနှစ်ကြိမ်ရှိပါပြီဖြေချပေးတော်မူပါဖေယားအိမ်ဖေယားမှာတိတိစွမ်းကိုညံ့နေကကောင်းလားဖေယားဘယ်အချိန်ကတ်တင်ပြီးဘယ်အချိန်စွန့်တင်ပါသလဲဖေယားတဲ့ညံ့နေပိုင်းမှာဖေယားရှင်ကိုတိတိဝလံတွေမကတ်ကောင်းပါဘူးเนาะ ။ဘာကြောင့်ညနေပိုင်းမှာဖះရှင်ကိုတည်တီးဝလံတွေမကတ်ကောင်းရတာလဲဆိုရင်တည်တီးဝလံတွေဟာယာဝကာလီကခဲဝဲထဲမှာပါဝင်နေတာကြောင့်၁၂နာရီကျော်လို့မွန်လွဲသွားပြီဆိုရင်တည်တီးဝလံတွေဟာဖះရှင်နဲ့မအဆက်တော့ပါဘူး။ဘယ်အချိန်မှကတ်တင်ပြီးဘယ်အချိန်မှဆွန့်ရမလဲဆိုရင်အာယုံတက်တဲ့အချိန်ကနေစပြီး၁၂နာရီထိုးတဲ့အထိကတ်ထားလို့ရပါတယ်။၁၂နာရီကျော်ပြီဆိုရင်တော့မွန်လွဲသွားပြီဖြစ်တဲ့အတွက် စွန့်ရမှာဖြစ်ပါတယ်ကတ်တဲ့အခါမှာလည်းပဲတည်တည်ဝလံတွေကိုဒီတိုင်းမကတ်ဖဲနဲ့တည်တည်ချာချာခွဲချမ်းစိတ်ဖြာပြီးမှကတ်ပါလို့ပြောကြင်ပါတယ်အရှင်ဘုရားတန်ဃာတော်တွေတရားဟောရမှာမဟုတ်မှန်မှန်မူတာဝါဒတရားများဟောကြားမိပါကဘာအပြည့်ဖြစ်ပါသလဲဘုရားတဲ့တရားဟောတဲ့ယဟန်ပဲဖြစ်စီတရားမဟောတဲ့ယဟန်ပဲဖြစ်စီမူသားတကားပြောမယ်ဆိုရင်မူသားကြောင့်တင့်ရောက်နိုင်တဲ့အဘတ်၅မျိုးဆိုတာရှိပါတယ် အဲ့ဒီအာဘတ်၅မျိုးကဘာတွေလဲဆိုရင်၁မူသားစကားပြောခြင်းကြောင့်တင်ရောက်နိုင်သောပါရာဇိကအာဘတ်၂မူသားစကားပြောခြင်းကြောင့်တင်ရောက်နိုင်သောတံဃာဒိဋ္ဌိအာဘတ်၃မူသားစကားပြောခြင်းကြောင့်တင်ရောက်နိုင်သောထုံလစီအာဘတ်၄မူသားစကားပြောခြင်းကြောင့်တင်ရောက်နိုင်သောပါစိတ်အာဘတ်၅မူသားစကားပြောခြင်းကြောင့်တင်ရောက်နိုင်သောဒုက္ခအာဘတ်တို့ပဲဖြစ်ပါတယ်ယဟန်တပါးကမူသားစကားပြောမယ်ဆိုရင် မူသားစကားနဲ့ပတ်သက်ပြီးဤအာဘတ်၅မျိုးတစ်မျိုးမျိုးသိရောက်နိုင်ပါတယ်။ဒါကမူသားပြောခြင်းကြောင့်ဖြစ်တဲ့အဖြစ်ပဲဖြစ်ပါတယ်။ပါမန်ယဟန်တပါမူသားစကားပြောတာနဲ့တရားဟောတဲ့ဘုန်းကြီးကတရားဟောတဲ့အချိန်မှာမူသားစကားထည့်ပြီးဟောတာဟာပူဆိုးပါတယ်။ဘာကြောင့်လဲဆိုရင်တရားနာလာတဲ့ပရိသတ်ကတရားရှိရင်လည်းရှိမယ်၊တထောင်ရှိရင်လည်းရှိမယ်၊တထောင်ရှိရင်လည်းရှိမယ်။အဲ့ဒီတရားနာလာတဲ့ပရိသတ်တရားတထောင်တထောင်က တရားဟောတဲ့ဘုန်းကြီးရဲ့ပါဇက်ကထွက်တဲ့စကားကိုပဲအမှန်လို့ထင်တတ်ကြတာများပါတယ်။တရားဟောတဲ့ဘုန်းကြီးကအမှန်ထွက်ဆိုမယ်ဆိုရင် အမှန်ကိုလက်ခံကျင့်သုံးမှာဖြစ်ပါတယ်။အမှားကိုထွက်ဆိုမယ်ဆိုရင်အမှားကိုလက်ခံကျင့်သုံးမှာဖြစ်ပါတယ်။အမှန်ကိုလက်ခံကျင့်သုံးမိပါကကောင်းကျိုးဖြစ်မယ်။အမှားကိုလက်ခံကျင့်သုံးမိပါကဆိုးကျိုးဖြစ်ပါမယ်။ဒါကြောင့်တာမန်ဘုန်းကြီးတပါးမူသားစကားပြောတာနဲ့တရားဟောတဲ့ဘုန်းကြီးမူသားစကားပြောတာကပို၍ဆိုးပါတယ်နော်။ ဘဝစတိုင်းယောက်ျားဘဝရလိုလျင်မိတို့သော အကျင့်သီလကိုကျင့်၍အဘယ်သို့သော ကုသိုလ်တွေကိုကျင့်ကြံပြုမှုသင်ပါသလဲအရှင်ဖရာမိန့်တော်မူပါဖရာတဲ့မိတို့သောအကျင့်သီလကိုကျင့်ရမလဲဆိုရင်ကာမိတုမိစ္ဆာစာရကံကိုအထူးရှောင်ကျင်ပါနော်ကာမိတုမိစ္ဆာစာရကံကိုမရှောင်ကျင်ဘူးဆိုရင်ဖြစ်လျာဘဝတိုင်းမှာမိမနှပုံးပန်းထုတ်ဖြစ်တတ်ပါတယ်ဒါကြောင့်ယောက်ျားဘဝကိုရလိုတယ်ဆိုရင် ကာမေတုမိစ္ဆာစာရကံကို အထူးရှောင်ခြင်းပါဘယ်လိုကုသိုလ်တွေပြုရမလဲဆိုရင်၁တလတစ်ကြိမ်ญาတိဥတုသေးတွင်ရခြင်း၂လင်းဤနောက်သို့လိုက်ရခြင်း၃လင်းဤအလုတ်ကျွေးပြုရခြင်း၄ကိုဝန်ဆောင်ရခြင်း၅တားဖွာရခြင်းဆိုတဲ့မိမတွေရဲ့အာဝိနိကဒုက္ခ၅ပါးကိုစင်ကျင်သုံးသပ်၍ယုံမုံပြီးဘယ်ကုသိုလ်ကောင်းမှုပဲပြုပြု ကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်း ယောက်ျားဘဝကိုရရပါလို့ဤလို့ဆုတောင်းရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ယောက်ျားဘဝကိုရပါလိမ့်မယ်เนาะ